ျွန်တော်တို့ news သစ္စာ channel ကနေပြီးတော့ဇူလိုင်လ၁ရက်နေ့မြန်မာမီဒီယာတွေတဲကနောက်ဆုံးရသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်တင်ဆက်ပေးမဲ့သတင်းတွေကတော့ဒီမိုးပြဲနောင်ချိုတပိတ်ကျင်းနယ်တွေမှာစစ်ကောင်စီကအကြီးအကျယ်ထိုးသစ်ဆင်နေတယ်လို့သိရပါတယ်။ပထမအဦးဆုံးတင်ဆက်ပေးမဲ့သတင်းကတော့ဒီမုံရွာတပိတ်ကောင်းတောင်ကိုဝင်မိုးနိုင်တိုက်ပိတ်ခံရတဲ့အပြင်ထောင်ဝင်သားပါဖျက်ထားခံရပါတယ်။ရိုင်းနှိတ်တိုက်ပိတ်ခံရတဲ့မုံရွာတပိတ်ကောင်းတောင်ကိုဝင်မိုးနိုင်ဟာလက်ရှိထောင်ဝင်သားလက်ပိတ်ခံထားရတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့ထုတ်ပြန်ပါတယ်ကိုဝင်မိုးနိုင်အပါဝင်အကျဉ်းသား200လောက်ဟာဇွန်လ12ရက်ကမုံရွာအကျဉ်းထောင်ကနေပြီးတော့မန္လေးဥပိုလ်ထောင်ကိုပြောင်းရွှေ့ခံခဲ့ရတာဒီဥပိုလ်ထောင်ရောက်ရှိချိန်မှာကိုဝင်မိုးနိုင်ကိုဥတီကျက်ထားလို့အကျဉ်းဦးတည်ဌာနဝန်ထမ်းအရာရှိတူကတန်တုံနဲ့ရိုက်ခဲ့တာကြောင့် သွေးထွက်လွန်ပြီးဒတိလစ်မေမျောသွားတဲ့အထိဖြစ်ခဲ့ပေမဲ့လည်းဆေးရုံတက်ကုသမှုမျိုးမရရှိပဲတိုက်ပိတ်ခံထားရတာဖြစ်ပါတယ်။ PPNM ဥဆောင်ကော်မတီဝင် ကိုတိုက်ထုံးက ရိုက်တဲ့ရွယ်ချက်ကိုဒီလို ထိခိုက်တန်ရအောင်ဥကျိုးအောင်ဥချိုးတာနောက်တစ်ခုကရိုက်ကြဲကပုတ်ကိုရေမုံတိမှုနဲ့မင်းလာကွက်ဝေမုံနိုင်မင်းလာကွက်တပိတ်ကောင်းဆောင်ဆိုတာပြောပြီးတော့ဒီရိုက်နေတာဖြစ်တဲ့အတွက်မေမျောတဲ့အချိန်မှာဆေးရုံကိုပို့ရမှာကိုမပို့တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ ပြီးတော့တိုက်ကိုပို့ထားတာဖြစ်တဲ့အတွက်ဘယ်လိုအခြေအနေမျိုးမှမဆိုစေဝါကုသမှုရရှိဖို့ဆိုတာမလဲတော့တဲ့အခြေအနေတည်းသူတို့ဖန်တီးထားတယ်လို့လည်းပြောပါရခင်ဗျာဒါပြင်ကိုဝင်မိုးနိုင်သတိပြန်လဲရရှိတာနဲ့တပြိုင်တည်းမှာပြစ်တံတိုက်ကိုပို့ပြီးတော့ခြေချင်းခိုက်တိုက်ပိတ်ထားတဲ့ပြင်ပါဆန်နဲ့ထောင်ဝင်သားဧည့်သည်တွေ့ကွင်းကိုကန့်သက်ပိတ်ပင်ခဲ့တယ်လို့လည်းသိရပါရလက်ရှိကိုဝင်မိုးနိုင်ရရှိထားတဲ့နှစ်ဖူးကွဲတိုင်ယာဆက်နှက်ချက်တီချုပ်ထားရတယ်လို့သိရှိရပြီးတော့ မှန်ကန်မှုရှိမရှိဆက်လက်အတည်ပြုနေသေးပဲလို့သိရပါတယ်ကိုဝင်မိုးနိုင်ဟာ2022ခုနှစ်ဧပြီလ15ရက်မှာမုံရွာမြို့ပေါ်မှာတပိတ်ပြုလုပ်နေတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားနဲ့တိုက်လို့ဖမ်းဆီးခဲ့တာကြောင့်ဒဏ်ရာတွေနဲ့ဖမ်းဆီးခံခဲ့ရပြီးတော့စစ်ကောင်စီပုံမှန်905ကကြီး6မှုပုံမှန်25ရသသားကြီးပုံမှန်148ပုံမှန်395ပုံမှန်399ပုံမှန်323ပုံမှန် ပုံမှန်300နှစ်တိုးနဲ့တရားစွဲဆိုပြီးတော့မုံရွာကျင်းထောင်မှာတရားရုံးကထောင်လန်း84နှစ်ထိချမှတ်ထားတာဖြစ်ပါတယ်ခင်ဗျာဒီစစ်ကောင်စီစစ်ကြောင်းနောင်ချုံမြို့အနီးမှာမြချင်းနုကျေးရွာတိရောက်လာတယ်လို့သိရပါတယ်မြချင်းနုနဲ့နောင်အောကျေးရွာကိုထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကဝါဒဖြန့်နေပါတယ်ဒီတန်တမတော် DNL ထိမ့်ကျုပ်ထားတဲ့နောင်ချုံမြို့ကိုပြန်ရဖို့ထိုးသစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ဟာနောင်ချုံမြို့အနီးကမြချင်းနုကျေးရွာတိရောက်လာပြီလို့ရွှေပြည်မြေက ဖော်ပြထားပါတယ်ဒီမြချင်းနုကြေးရွာခါ DNL ထက်ညှုတ်ထားတဲ့နောင်ချူမြို့နဲ့လေးမိုင်သာဝေးပြီးတော့မနေ့ကဇွန်လ30ရက်တိမြချင်းနုနဲ့နောင်အောကြေးရွာမှာစစ်ကောင်စီနဲ့ DNL ကြတိုက်ပွဲတွေပြင်းထန်နေတယ်လို့နောင်ချူဒေသခံတူကဆိုပါတယ်တိုက်ပွဲတွေက နောင်အောနဲ့မြချင်းနုဘက်မှာဖြစ်နေတဲ့စက္ကဆဘက်ကမြချင်းနုရွာထိရောက်လာပြီလို့ဆိုပါတယ်ဒီစစ်ကောင်စီထောက်ခံတဲ့ Telegram channel တွေမှာတော့မြချင်းနူးနဲ့နောင်အောင်ကြေးရွာကိုစစ်ကောင်စီတပ်ကမနေ့ဇွန်လ 30ရက်နေ့မှာထိန်းချုပ်နိုင်ပြီလို့ဝါရဖြန့်ရည်သားဖော်ပြနေကြပါတယ်။တန်တပ်ဘက်ကတော့ဇွန်လ29ရက်နေ့ထိသာနောင်ချိုတိုက်ပွဲသတင်းထုတ်ပြန်ထားတာတွေ့ရပြီးတော့လုံချံမြချင်းမှုလုံဝဲညံတော်နောင်လင်နဲ့နောင်အောဆတဲ့ကြီးရွာတွေမှာစစ်ကောင်စီနဲ့တင်းနေလေကြတိုက်ပွဲပြင်းထန်နေတယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟာ၎င်းတို့လက်လွတ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရဖို့စစ်အင်အားထောင်နဲ့ချီအုံပြုနေပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေကဒီ TNL တပ်ဘက်ကလည်းနောင်ချုံမြို့လက်မလို့ရရေးအတွက်ဆက်လက်ခုခံနေဆဲဖြစ်တယ်လို့လည်းသိရပါဗျ။နောင်ချုံမြို့အနီးကတိုက်ပွဲတွေကြောင့်နောင်ချုံမြို့ပေါ်နဲ့မြို့အနီးကထောင်နေချင်တဲ့ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြစ်တိမ်းရှောင်နေကြရတယ်လို့လည်းသိရပါဗျခင်ဗျာ။နောက်တပေကျင်းမြို့နယ်နီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော့ PDF တွေထိန်းချုပ်ထားတဲ့ရွာနဲ့ရွာစစ်တပ်ကပြန်ရသွားတယ်လို့လည်းသိရပါဗျ။ မလင်တိုင်းသပိတ်ချင်းမြို့အနီးမှာရှိတဲ့တော်လိုင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့၄မိုင်၅မိုင်၆မိုင်ကျေးရွာတွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့၅မိုင်နဲ့၆မိုင်ကျေးရွာတွေကိုစစ်တပ်ကပြန်လည်ဆူမှုသွားပြီးဖြစ်တဲ့ကြောင်းစီးရီးတရင်ရင်းမြစ်တွေထံကနေပြီးတော့သိရပါဗျ။အဆိုပါ၅မိုင်၆မိုင်ကျေးရွာကိုသပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖားနဲ့၄၂၃လုံးပြွာကထိန်းချုပ်ထားပြီးတော့စစ်တပ်ကမြေပြင်စစ်ကြောင်းအပြင်လေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့တိုက်ခိုက်လာတာကြောင့်တော်လိုင်းအင်အားစုတွေဆုတ်ခွာပေးခဲ့ရပေမဲ့ တိုက်ပွဲတွေကဆက်လက်ဖြစ်နေတယ်လို့စီးရီးသတင်းရင်းမြစ်တူကပြောပါတယ်။၎င်းပြောတာကဒီ6မိုင်ဆိုတာစစ်တပ်ထိတ်နေရာဖြစ်နေတာရန်သူတပ်က4မိုင်နဲ့6မိုင်ကိုစစ်ကြောင်း2ကြောင်းထိုးပြီးတော့ဒီဘက်ကနေရာတချို့ကိုယူသွားကြတယ်အပြည့်ဝတော့မဟုတ်ဘူးအ ਨੇ ချင်းသိမ့်နိုင်သွားတယ်၄မိုင်နဲ့၆မိုင်ကိုသိမ့်သွားရင်၅မိုင်ကကြားနေရဆိုတော့ရာပြီးသားဖြစ်သွားတာပေါ့ အဲ့ဒီလိုရသွားတဲ့အတွက်အခုဒီဘက်အဖွဲ့တွေကသူတို့ကိုပြန်ပြီးဆုတ်သွားအောင်တိုက်နေတာတိုက်ပွဲတွေလည်းပြင်းထန်နေတာမနေ့ကအထိပဲလို့ဆိုပါတယ်တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်နဲ့တပိတ်ချင်းမြို့ကြားရှိ6မိုင်ကျေးရွာတို့ကိုဇွန်လ28ရက်တပိတ်ချင်းမြို့နဲ့9မိုင်กว่าမှာရှိတဲ့9မိုင်ကျေးရွာကိုဇွန်လ29ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်တိုက်ယူနိုင်ခဲ့ပြီးတော့အလောင်းလက်နက်ခရမ်းတွေလည်းတင်းစီရမိခဲ့တဲ့အကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေမှာရေးသားပြန့်ဝေထားပါတယ် ။တွေချင်းမြို့ပါဝင်မြို့နယ်အတွင်းကစစ်ကောင်စီအခြေစိုက်စခန်းတွေကိုတရမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြည်သူ့ကာကွယ်တပ်မတော် MDY PDF မိုးကိုဗျူဟာပကဖတွေဒေသတွင်းဒီ PDF ဖွဲ့တွေက2024ခုနှစ်အတွင်းမှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒပေချင်းမြို့နယ်ခုနှစ်မိုင်နဲ့တွင်းငယ်ကြီးရွာတွေဘက်မှာရှိတဲ့အမှတ်နှစ်6အခြေခံလေ့ကျင့်ရေးတပ်စကခစခတနှင့်အမှတ်73တပ်မြင့်လေ့ကျင့်ရေးတန်းကြောင် တထုပေရဆိုင်ရာသူရိတနာနဲ့နေပညာဖွံ့ဖြိုးတိုးတက်ရေးတပ်တွေသာကြံရှိနေသေးရမှာအဲ့ဒီတပ်တွေမှာမိုးကုတ်စင်ကုဒပိတ်ကျင့်တိုက်ပွဲတွေအတွင်ထွက်ပြေးလာသူအများစုနဲ့လေကြောင်းကနေပြီးတော့အင်အားဖြည့်တင်းမှုတွေနဲ့ဒီစုဖွဲ့ပြီးတော့ပြန်လည်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနောက်သတင်းပုဒ်တစ်ပုဒ်ကတော့မုံပြီနယ်ဘက်သွားကြပါတယ်ခင်ဗျာ ဒီမွန်ပြည်နယ်ရေးမျိုးနယ်မှာရှိတဲ့အမှတ်343ချင်းမြန်တက်ရင်ခမရ343တက်ဝဲမှာရှိတဲ့စကန်ကုန်းတစ်ခုကိုတိမ့်ဖက်ရရှိတယ်လို့ရေးဘလူးတက်ရင်ဒီကောင်းဆောင်ကလူထုຫນွေဦးကိုပြောပါတယ်ဒူလိုင်လတရနေ့မနေ့9နာရီလောက်ကအာယူတောင်ကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်သား20ဝန်းကျင်ရှိတဲ့စကန်ကုန်းကိုတိမ့်ပိုက်တာမှာတိုက်ပွဲဟာ45မိနစ်လောက်ကြာပြီးတော့တွန်လိုင်းတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ စကတအလောင်းတက်ဘော်ဒီတွေရောလက်နက်တွေရောတင်းကြီးရမိမှုမရှိခဲ့ပါဘူးတဝင်းနဲ့ကအရင်ကတော့ကျွန်တော်တို့တက်တွေ ထပ်ပြီးရုံမရတော့ဘူးစကန်းကုန်းကိုပဲကျွန်တော်တို့ရခဲ့တယ်သူတို့ကခံပြစ်မနိုင်တဲ့အခြေအနေမှာစကန်းကိုထုတ်ပြီးထွက်ပြေးသွားကြတာလို့ဒီအထက်ပါအဖွဲ့ခေါင်းဆောင်ကတိုက်ပွဲဖြစ်စဉ်ကို ရှင်းပြပါတယ်အာယူတောင်ကျေးရွာမှာရှိတဲ့စကန်းကုန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား6ဦးလောက်တေဆုံးနိုင်တယ်လို့လဲခန့်မှန်းပါတယ် အဲ့လိုပဲဒီရေဘလူးတိုင်ရင်ကရဲဘော်ထက်မြက်ခေါ်အသေးလေးနဲ့တိုက်ပွဲတွေမှာကြာဆုံးခဲ့တယ်လို့သိပေးပါတယ်။ရေမျိုးနဲ့စစ်ကောင်စီရဲ့အမှတ်စကူတပ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခစကူနဲ့လက်အခွင့်တိုင်ရင်တွေဖြစ်တဲ့ခလရ61ခလရ299ခမရ343ခမရ586ခမရ289နဲ့အမှတ်316အမြောက်တိုင်ရင်တို့ရှိပါတယ်။ရေမျိုးနဲ့ခြေစိုက်စစ်တပ်စကန်နဲ့တိုင်ရင်တွေကိုတိုက်ခိုက်မှုအရှိန်မြင့်တယ်မှာဖြစ်လို့တိုင်ရင်နီး နေထိုင်သူတွေအနေနဲ့ကြိုတင်ရွှေ့ပြောင်းကြဖို့ကိုလည်းရေးဘလူးကတိုက်တွန်းထားပါရခင်ဗျာကဲတော့ရေးပြီးတော့မိုးပြဲဘက်ကိုတွားရောက်မှာခင်ဗျာကရင်နီဒေတာဘက်ကတည်းထဲမှာဒီရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်အဆက်ကမိုးပြဲမြို့တက်ကိုစစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့ထိုးပေါက်ဝင်အောင်လာတာကြောင့်မို့ပြည်သူလူထုတွေအနေနဲ့မိုးပြဲမြို့မှာရှိတဲ့အဓိကလမ်းမကြီးကိုလုံးဝဖြတ်တန်းသွားလွှာခြင်းမပြုဖို့ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကမနေ့ကဇွန်လ30ရက်နေ့ညပိုင်းကသတိပေးထုတ်ပြန်ပါတယ်။ အဓိကလမ်းမကြီးကိုပြည်သူတွေလုံးဝအသုံးမပြုဖို့အပြင်မိုးပြင်းမြို့အနီးနားမှာရှိတဲ့ကြေးရွာလူတို့အနေနဲ့စစ်ရေးသတိနဲ့တွာလာနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။မိုးပြင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ထိုးသစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကိုရှမ်းတောင်ကရင်နီတပ်ပေါင်းစုကလာပေါင်းများစွာပြင်းထန်တိုက်ခိုက်ခုခံနေတာပါ။ရှမ်းတောင်ကရင်နီတပ်ပေါင်းစုမှကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒီမော့ဆူလော့ကပီဒီအက်ရှမ်းတောင်ပြည်ဟာတဲ့မိုးပြဲလော့ကပီဒီအက်နဲ့ကရင်နီပြည်သူလူမျိုးရေးတပ်မတော် KPLA တို့ပါဝင်ပါတယ်မိုးပြဲအခြေအနေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့အဆုံးဖြတ်ဖြစ်လာမဲ့အဆင့်ထိရောက်နေတယ်လို့မိုးပြဲမြို့မှာရှိတဲ့စီရေးသတင်းရင်းမြစ်က People's Print သတင်းဌာနကိုပြောထုတ်ထားပါတယ်မိုးပြဲကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့လက်နက်ကြီးပစ်ကူအားပြုပြီးတော့မြေပြင်တပ်ဖွဲ့အင်အားရာချီသုံးပြီးတော့စစ်ဆင်လာတာလို့သိရပါတယ် ကရင်နီတပ်ပေါင်းစုက2023ခုနှစ်ကုန်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ချေမြန်တိုင်ရင်ခမရ၄နှစ်နဲ့ကလွဲလို့မိုးပြဲမျိုးနဲ့မြို့ချီစစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထိန်းချုပ်ခဲ့တာပါအဲ့ဒီနောက်တနည်းနီးပါးအကြာမှာ2024ခုနှစ်ဒီဇင်ဘာလမှာတော့မြို့ကိုပြန်လည်တိမ့်ဖို့စစ်ကောင်စီကတံမြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့နောက်ပိုင်းကစလို့တိုက်ပွဲတွေပုံမူပြင်းထန်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီနေ့တင်ပြပေးတဲ့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်